သုံးစီမှာသူနှစ်စီဖြစ်တယ်နှစ်စီနှစ်စီကိုပြစ်ခတ်နိုင်ခဲ့တယ်နှစ်စီကိုပြစ်ခတ်နိုင်တဲ့အခါမှာဒစီကတော့ဒီရွှေကူမျိုးတွေမှာသူတို့ဆင်းသက်နိုင်ခဲ့တယ်အနည်းပေါ့ဗျာနောက်ဒစီကတော့ကျွန်တော်ရွှေကူမျိုးနဲ့14ပိုင်ခန့်အကွာမှာအကွာမှာဒါပြတ်ကျသွားတယ်ပြတ်ကျသွားတယ်အဲ့တော့ဒါနော်ဘူးပြောတာအော်ဒီတင်ပြချောက်အောင်ဆိုနော်ဘူးအနေနဲ့တကယ်ပဲပြစ်ချနိုင်ခဲ့တယ်ဆိုရင်တပ်ပေါ်ထုတ်ပြပါတင်္ဂလာပါမြန်မာနိုင်ငံအတွက်ပဋိပက္ခတဲ့နဲ့တို့မှန်ကန်တဲ့သတင်းတွေကိုအမြင့်တက်ရန်ရှယ်လုပ်ပေးသွားမှာဖြစ်ပါတော့ကြောင့်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ကြပါအောင်နော်။ဒီကိုတင်ပြပါမယ်။ ဒီနေ့မူလပိုင်းမှာဗမော်မျိုးစားကက20တဲကိုဆင်းသက်တဲ့ဒီရိုင်းရင်3စီးအနက်နှစ်စင်းကိုစစ်သူကြွား KI ကပြစ်ခတ်နိုင်ခဲ့ပြီးတော့ဒဇင်းကသူတို့ပြက်ကျသွားတယ်လို့ KI ဘက်ကတော့ပြောဆိုနေတာတွေ့ရပါတယ်ဒီအချိန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့노부ကလည်းအခိုင်အမာပြောနေပါတယ်ဒီပြောဆိုမှုအပေါ်မှာဒီ NUG ရဲ့လက်ကင်တို့တွေပြီးရင်ကျွန်တော်တို့ပြည်ပလက်ကင်တို့မီဒီယာတွေကတော့ဝဝေဆဆဖော်ပြနေတာတွေ့ရပါတယ်အဲ့တော့ကျွန်တော်ဒီအချိန်တွေကတကယ်ပဲပြစ်ချနိုင်ခဲ့သလား တကယ်ပဲသူတို့ပြောတယ်ဟုတ်ခဲ့သလားဆိုတော့ကျွန်တော်တို့သိချာတော့မသိပါဘူးအဲ့တော့ဒီနော်ဘူးအနေနဲ့တကယ်ပဲပြစ်ချနိုင်ခဲ့တယ်ဆိုရင်တကယ်ပဲပြစ်ချနိုင်ခဲ့တယ်သူတို့ပြောတော့ဒီရွှေကူမျိုးရဲ့16မိုင်ကအကွာ15မိုင်ကအကွာတောဦးထဲမှာကြားတယ်လို့သူကပြောဆိုနေတာတွေ့ရတယ်တကယ်ပဲပြစ်ချနိုင်ခဲ့တယ်ဆိုရင်ခင်ဗျားအနေနဲ့ကျွန်တော်ဓာတ်ပုံထုတ်ပြပါဓာတ်ပုံထုတ်ပြပါအဲ့တော့ဒီဘယ်နေရာမှာဘယ်နေရာမှာသူတို့ပြစ်ချနိုင်ခဲ့လို့ရရင်ကြားတယ်ဗျဓာတ်ပုံမထုတ်ပြလိုက်ပါလက်ရှိသူတို့တင်ပြထားတယ်သူတို့တင်ပြနေတဲ့ဒီရုပ်သက်ဖိုင်တွေပေါ့ သူတို့သူတို့ရဲ့ဒီဆိုကြောအုပ်စုမီဒီယာတွေမှာဖော်ပြနေတဲ့ဒီရုပ်သံဖိုင်တွေကတော့ကျွန်တော်တို့ရခင်အောင်းတွေကိုပြင်ပြီးတင်ထားတွေ့ရတယ်တင်ထားတာတွေ့ရတယ်အဲ့တော့အဲ့မှာကျွန်တော်တို့နော်ဘူးပြောတဲ့အခြေအနေကိုကျွန်တော်မွေးနိုင်မယ်တင်ပြပါမယ်နော်ဘူးကအာသူတို့အနေနဲ့ဒီဘုံဘုံမျိုးကိုစစ်ကူလာဖို့တဲ့ဒီရိုင်းရင်သုံးစင်းမှာသူတို့ပြက်ခတ်တာနှစ်စင်းကိုထိမှန်ပါတယ်တစ်စင်းကတော့ရွှေကူမျိုးနဲ့14မိုင်ကအကွာတော်တွေကိုပြက်ချသွားပါတယ်နောက်တစ်စင်းကတော့ဒါရွှေကူမျိုးအနီးကိုဆင်းသက်နိုင်ပါတယ်လို့သူတို့ကတော့သူကတော့ပြောတယ်ဒါတော့သူပြောတာပါဗျာအ တော့နောက်ဘူးအနေနဲ့တကယ်ပဲဒီရဟင်းကိုပြစ်ချနိုင်ခဲ့တယ်ဆိုရင်ဒါတို့အနေနဲ့မကြခင်ရပိုင်းအတရနေ့3ရက်4ရက်ပေါ့ဗျာနောက်ဆုံးနောက်ဆုံးပြတပတ်အတွင်းမှာအဲတပတ်အတွင်းမှာတို့ဓာတ်ပုံထုတ်ပြပေးဖို့လိုတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီတကယ်ပဲလုံနိုင်ခဲ့တယ်မလုံနိုင်ခဲ့ဘူးဆိုတော့ကျွန်တော်တို့ဓာတ်ပုံဓာတ်ပုံရရင်ဒါတကယ်ဟုတ်ခဲ့သလားမဟုတ်ခဲ့သလားဆိုတော့ဒါသိတာတဲ့ဒါတတ်တည်လည်းဖြစ်တယ်သိတာတဲ့ဒါတကလည်းဖြစ်တယ်။ဒီပေါ်မှာကျွန်တော်တို့ဟုတ်ချင်းမို့ချင်ညင်းနေတာမဟုတ်ဘူး။နောက်ဘူးအနေနဲ့တကယ်ပဲပြစ်ချနိုင်ခဲ့တယ်ဆိုရင်ပြစ်ချနိုင်ခဲ့တယ်ဆိုရင်ဓာတ်ပုံထုတ်ပြဓာတ်ပုံထုတ်ပြဒါဆိုရင်တော့ကျွန်တော်တို့ ဟုတ်တယ်မဟုတ်ကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဒီဘက်မှာကျွန်တော်ကဟုတ်တယ်မဟုတ်ကျွန်တော်ညင်းနေတာမဟုတ်ပါဘူးနောက်ဘူးရတွတ်ဆုံမှုနဲ့ပတ်သက်ပြီးတော့သူတို့ကပြစ်ချနိုင်ခဲ့တယ်တောဟုတ်တယ်တစည်းကြပါတယ်တစည်းကြပါတယ်ပေါ့ဗျာဆိုလိုတာကတစည်းပြုတ်ကြတစည်းကတော့တစည်းချာချာပြက်ကြတယ်ပေါ့ဗျာတစည်းရရင်တစည်းပြက်ကြမှုကတေးကြတယ်ကျန်တဲ့တစည်းကတော့မသေးကြဘူးအော်ဒါကသူတို့ပြောဆိုမှုသုံးစည်းလာတယ်သုံးစည်းမှာသူတို့နှစ်စည်းဖြစ်တယ်နှစ်စည်းနှစ်စည်းကိုပြစ်ခတ်နိုင်ခဲ့တယ်နှစ်စည်းကိုပြစ်ခတ်နိုင်တဲ့အခါမှာတစည်းကတော့ဒီရွှေကူးမျိုးထဲမှာသူတို့ဆင်းသက်နိုင်ခဲ့တယ်အနည်းပေါ့ဗျာ ဒေါက်တစီကတော့ကျွန်တော်ရွှေကူမြို့နဲ့14ပိုင်ခန့်အကွာမှာအကွာမှာဒါပြတ်ကျသွားတယ်ပြတ်ကျသွားတယ်အဲ့တော့ဒါနော်ဘူးပြောတာအဲ့တော့ဒီတင်လေးပြန်ချောင်းအောင်မယ်ဆိုနော်ဘူးအနေနဲ့တကယ်ပဲပြတ်ချနိုင်ခဲ့တယ်ဆိုရင်ဓာတ်ပုံထုတ်ပြပါဓာတ်ပုံထုတ်ပြပါကျွန်တော်တို့ဒီတပတ်တုံးမှာသူထုတ်ပြန်နိုင်မှာပေါ့ဗျာလက်ရှိတော့ဒီကနေ့ညနေအာဒီ9:00 9:35အချိန်ဒီပေါ့ဗျာ90 9:35အချိန်ဒီသူတို့ဘက်ကပြောနေတာကတော့ ်ဟာသူတို့အနေနဲ့ဒီပြတ်ကျတဲ့နေရာကိုတွေ့သွားပြီးတော့သူတို့ဖွဲ့ရောက်သွားပြီးတော့တိသွားပြီးဆိုတဲ့အခြေအနေတော့ဒါသူတို့ဘက်ကပြောဆိုနေတာတရားတွေ့ရတယ်ထို့သောလည်းပဲကျွန်တော်ဓာတ်ပုံမှတ်တမ်းရုပ်သားပိုင်းဗီဒီယိုကလစ်မှတ်တမ်းနဲ့ပတ်သက်ပြီးတော့သူတို့ဘက်ကလုံးဝလုံးဝထုတ်ပြန်နိုင်ခြင်းမရှိဘူးကျွန်တော်ဒီအခြေအနေပေါ်မှာဟုတ်နိုင်တဲ့မဟုတ်နိုင်ကိုကျွန်တော်ညင်းနေတာမဟုတ်ဘူးဟုတ်နိုင်တဲ့မဟုတ်နိုင်ကိုပြောနေတာမဟုတ်ဘူးတကယ်ပဲဟုတ်တယ်ဆိုရင်တော့ဘူးအနေနဲ့ကျွန်တော်ဓာတ်ပုံထုတ်ပြဗီဒီယိုကလစ်ထုတ်ပြန်ဒါဆိုတော့ကျွန်တော်တို့ဒါသိရမှာဖြစ်ပါတယ်အဲ့တော့ရှင်းပါကျွန်တော်တာတကားကြီးလည်းရှိခဲ့တယ် အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ပြီးခဲ့တဲ့ကာလကဒီ KNU အဖွဲ့တွေလည်း KNU နဲ့ PDF အဖွဲ့တွေပေါင်းပြီးတော့အာမြောက်ရီမျိုးတို့တိုက်တယ်ပေါ့ဗျာမြောက်ရီမျိုးတိုက်တယ်နောက်ဆုံးအမှရှိတဲ့ဒီလုံချုံတပ်ဖွဲ့ကလည်းနောက်ဆုံးကျွန်တော်တို့တစ်ဖက်ထိုင်းမြန်မာနယ်စပ်အမှတ်နဲ့တရားမှာပြန်ပြီးတော့ခံစစ်ပြပြီးပြန်တိုက်ခဲ့ရတဲ့အနေအထားတွေတွေ့ရတယ်နောက်ဆုံးကျွန်တော်စစ်ကူပြစ်ကူတွေရောက်လာတဲ့အခါမှာဒီတပ်မတော်ကဒါ KNU ပါဝင်စစ်သည်ရောအုပ်စုတွေအားလုံးကိုကျွန်တော်တို့ဒီမြောက်ရီမျိုးပေါ်နေပြီးရှင်းလင်းနိုင်ခဲ့တယ်ရှင်းလင်းနိုင်ခဲ့တယ်အဲ့လိုသူတို့ကအဲ့ချိန်တော့ကျွန်တော် KNU ရဲ့ပြောရေးဆိုခွင့်ရှိတဲ့သူကအာသူတို့နဲ့မျိုးရီမျိုးယူအလုံးစုံထိန်းချုပ်နိုင်သွားပြီအလုံးစုံထိန်းချုပ်နိုင်သွားပြီ အဲ့တော့အာသူတို့ပြောတဲ့ရိုက်စစ်ကောင်စီတပ်တွေကတော့ဒီတောင်ရင်မြကန်းသားမှာပဲရှိတော့တယ်သူတို့တမျိုးလုံးထိချုံနိုင်သွားပြီစသဖြင့်ဘယ်နေရာလေးထိနေဘယ်နေရာထိနေဆိုပြီးတော့သူတို့ဝါးရားဖြန့်ခဲ့ကြတယ်တကယ်လဲဒီတပ်မတော်ကတကယ်လဲကျွန်တော်တို့ဒီနေမြေချင်းလင်းမှုတွေကိုလည်းတကယ်လဲလုပ်လိုက်ကောဒီအကြမ်းသမားတွေမျိုးပေါ်ကနေပြီးတော့ကျွန်တော်တို့ဟိုးအောက်ထဲကိုဆင်းသွားတယ်ဆင်းပြေးရတယ်ဗျာယနေ့ဒီကသူတို့မကတ်နိုင်သေးဘူးယောက်ျားမျိုးကိုယနေ့ဒီဒီစစ်သွေးကြွားကေအန်ယူအစုတွေမကတ်နိုင်သေးဘူး။ရှင်းပါလဲကျွန်တော်အဲ့လိုတာတကားရရှိတယ်။အဲ့လိုတာတကားရရှိရနောက်ပိုင်းမှာဒီကေအန်ယူကပြောရေးဆိုခွင့်ရှိတဲ့သူကတော့နောက်ဆုံးသူမီဒီယာရှေ့ကိုထွက်မလာရတော့ဘူး။ထွက်မလာလုံးဝပျောက်သွားတာ တော့တော့ဘူးလေအဲ့ဒါ तू ပြောတာတကယ်မှန်နိုင်မမှန်နိုင်ဖြစ်နိုင်တယ်မဖြစ်နိုင်ဆိုတဲ့ဓာတ်ပုံထုတ်ပြပါကျွန်တော်တို့စောင့်ကြည့်မယ်ဟုတ်မဟုတ်ကျွန်တော်စောင့်ကြည့်ရတော့ဗျာအဲ့သူတို့ပြောတာကသူတို့ရဲ့ထိချုပ်တဲ့နေရာမှာရဟင်းပြက်ကြတယ်ပေါ့အဲ့တော့သူတို့ရဲ့ထိချုပ်တဲ့နေရာမှာရဟင်းပြက်ကြတယ်ဆိုတော့သူတို့ရအောင်ရှာပါဗျာရအောင်ရှာပြီးဓာတ်ပုံတင်ပါဗျာဟုတ်တယ်မဟုတ်ဘူးဗျာဒါကျွန်တော်တို့စောင့်ကြည့်ရမှာ စောင့်ကြရမှာအဲ့တော့ဒါတော့ကျွန်တော်တို့ဘာမမျိုးရဲ့အခြေအနေဘာမမျိုးရဲ့အခြေအနေနဲ့ပတ်သက်ရင်တက်မတော်ကတော့ကျွန်တော်တို့လက်ရှိရှိနေတဲ့နယ်မြေတွေအားလုံးကိုကျွန်တော်ရခိုင်တိုင်းပဲကျွန်တော်ထိချုံနိုင်တယ်တိုက်ပွဲတွေကတော့ကျွန်တော်ငြိမ်သက်နေတယ်ဒီတက်မတော်တော့လိုအပ်တဲ့ကျွန်တော်တို့ဒီ drone drone တွေနဲ့ကဲတောက်ပြီးတောက်လျှောက်ကြည့်နယ်မြေရှင်းလုံးတွေတောက်လျှောက်တောက်လျှောက်လုပ်နေတယ်ဒီလေကြောင်းပြုတ်ကူတွေတောက်လျှောက်ရှိနေတယ်ဒါတော့ကျွန်တော်ဘာမမျိုးရဲ့အခြေအနေနဲ့ပတ်သက်ရင်တော့ယနေ့ဒီကျွန်တော်တို့စိုးရင်ရမရှိသေးဘူးနောက်တဲ့အခြေအနေတစ်ခုကကျွန်တော်တို့ဖားခန့်အခြေအနေတော့ဖားခန့်ရဲ့အခြေအနေတင်ပြမယ်ဆိုလက်ရှိဒီဖားခန့်မှာကျွန်တော်တိုက်ပွဲတွေကပြင်းထန်နေဆက်ဖြစ်တယ်လို့ကျွန်တော်တို့နားလည်ရတယ် ပြင်းထန်ဆဲဖြစ်တယ်။ဖားကံမြို့အခြေအနေနဲ့ပတ်သက်ရင်တော့ဒါဒီတက်မလို့ကဖားကံမြို့ကိုဖားကံမြို့မှာရှိတဲ့ကျွန်တော်အရေးပါတဲ့နေရာတွေကိုပြန်ပြီးထိန်းချုပ်နိုင်ဖို့အတွက်ဧပြီလ23ရက်နေ့စပြီးတော့ကျွန်တော်စစ်ကြောင်းကြီး၃ကြောင်းနဲ့ကျွန်တော်နေမြေရှင်းလင်းမှုတွေလုပ်တယ်။ပထမစစ်ကြောင်းတော့ကျွန်တော်မိုးကောင်းကာမိုင်းနှံရလုံခင်ဖားကံအဲ့ဒီလမ်းပိုင်းကိုတက်မလို့ကကျွန်တော်တောက်လျှောက်နေမြေရှင်းလင်းမှုတွေလုပ်တယ်။နောက်ထပ်လမ်းကြောင်းတစ်ခုကတော့ကျွန်တော်တို့ဒီနမတိလက်ဝါတနိုင်ဖားကံအဲ့ဒီလမ်းပိုင်းကနေတခါထပ်တက်တယ် နောက်ထပ်လမ်းမိုင်းတကောတော့ကျွန်တော်အင်းတော်ဖားကန်အဲ့လမ်းမိုင်းရဲ့ဆက်တက်တယ်ကွာဗျာကျွန်တော်တတိယပြည့်ဒီစစ်ကြောင်းကြီး၃ကြောင်းနဲ့ဒီဖားကန်မြို့ကိုခြိတက်တယ်ခြိတက်တဲ့ခါမှာအကြမ်းဖက်သမားတွေကတော့လမ်းကြောင်းကနေတော့ဖျက်တောက်မှုတွေတောက်လျှောက်လုပ်တယ် အဓိကတိုက်ပွဲတွေအပြင်းထန်ပြီးဖြစ်နေတဲ့နေရာကကျွန်တော်တို့ဒါပထမစစ်ကြောင်းဖြစ်တဲ့မိုးကောင်းကမိုင်းလုံခေဖားကအဲ့ဒီလမ်းပိုင်းမှာကျွန်တော်တို့တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်တယ်။အကြမ်းဖက်သမားတွေရောဒီတပ်မတော်စစ်ကြောင်းတွေတော့ချက်ဖြတ်တောက်ဖို့လုပ်တယ်။လုပ်တဲ့အခါမှာတပ်မတော်ကကျွန်တော်တို့ဒါထီတီမိမိရှင်းလင်းနိုင်ခဲ့တယ်။လေကြောင်းပစ်ကူလက်နက်ကြီးပစ်ကူနဲ့ဒီနေပြည်တော်ချက်ရှင်းတယ်။ရှင်းတဲ့အခါမှာဒီကနေ့မေလ20ရက်နေ့မှာဖားကမ်းမြို့နယ်ခေါနမိုင်ကအကွာအကွာရောက်သွားပြီ။တနည်းအားဖြင့်ကျွန်တော်တို့ဖားကမ်းမြို့နယ်ပြောင်းအောင်ကြီးဝါနီကိုရောက်သွားပြီ။တပ်မတော်စစ်ကြောင်းတွေအဲ့ဒီကိုရောက်သွားပြီ။ဖားကမ်းမြို့ကကျွန်တော်တို့ KYN ရဲ့ဒါဘန်နာဝင်ရရှိတဲ့နေရာ တော့တနေ့တနေ့ပြာဒီဖားကန်ဒေတာကထွက်တဲ့ဒီကြောက်စိမ်းတွေကိုကြည်ရန်ရတာမနေဘူးပဲခင်ဗျာအခွန်ကောင်းနေရကျွန်တော်တို့ရှင်းအောင်ပြောမယ်ဆိုခင်ဗျာဒီလက်ရှိလက်ရှိပြာဝဲတွေပြနေတဲ့ဒီကြောက်စိမ်းတွေထက်ကြောက်စိမ်းရဲ့အရေးသွေးထက် KIA ကနေပြီးတော့ကျွန်တော်တရားမဝင် KIA ရဲ့ KIA ကနေပြီးတော့ KIA ကိုကျွန်တော်အခွန်ပေးပြီးတော့ထွက်တဲ့တရုတ်ကိုထွက်တဲ့ကြောက်စိမ်းရဲ့အရေးသွေးတော့ခင်ဗျာအများကြီးတာတယ်လို့ဒီကြောက်စိမ်းလုပ်ငန်းရှင်တွေပြောတယ်လက်ရှိကျွန်တော်တို့ကြောက်စိမ်းကုန်တယ်တွေကပြောတယ်ဒီမှာဒီမှာကျွန်တော်တို့ဒီဒီနေပြည်တော်မှာပြနေတဲ့ကြောက်စိမ်းတွေထက် ဒီတရားမွေထွက်တဲ့ကရယုံအမိပြုတရားမွေထွက်တဲ့ကြောက်စိမ်းတွေကပို့ပြီးတော့ကျွန်တော်ဒီတက်တန်ဖိုးကြီးလို့ပြောတယ်ပြောတယ်ဟောဖားကန်ဒေတာမှာကျွန်တော်တို့ဒီကြောက်စိမ်းတူးဖို့ဆိုရင်နံပါတ်2ချက်ပဲရှိတယ်နံပါတ်1 73စီဝင်လို့မရရင်ကြောက်စိမ်းတွေတူးလို့မရဘူးဒုတိယချက်ကကျွန်တော်တို့ဒီမိုင်းမိုင်းတွေမရှိရင်ကြောက်စိမ်းတူးလို့မရဘူးဒီ2ချက်ဒီနှစ်ချက်ကိုကျွန်တော်ကန့်သက်ထားနိုင်ရင်တော့ကျွန်တော်တို့ဒါကြောက်စိမ့်တူးလို့မရဘူးတိုးတော်လည်းပဲကျွန်တော်တို့ကြောက်စိမ့်တွေကတူးနေစရာဖြစ်တယ်လက်ရှိကျွန်တော်တို့ KI ကတော့တို့ဒါရခင်ကထိချုပ်ွက်ရတဲ့နေရာတွေမှာဆိုရင်ကျွန်တော်တို့စာတင်ကြောင်းတွေ ်စာသင်ကျောင်းတွေဖြတ်တယ်စာသင်ကျောင်းတွေအောက်ကနေစာသင်ကျောင်းတွေကိုဖယ်တယ်ဖယ်ပြီးတော့ကျွန်တော်တို့စာသင်ကျောင်း area ထဲမှာကျောက်စင်းတွေတူးတယ်နောက်တစ်ခါကျွန်တော်ဒီတိုက်နယ်စေယုံတွေကိုဖယ်တယ်ဖယ်ပြီးတော့တိုက်နယ်စေယုံအောက်ထဲမှာရှိတိုက်နယ်စေယုံကိုတိုက်နယ်စေယုံအောက်ကိုကျွန်တော်တို့ဒီတူးဖို့ပြီးတော့ကျောက်စင်းတွေတူးတယ်နောက်တစ်ခါကျွန်တော်လူနေရက်ွက်တယ်ဖယ်မလားမဖယ်ဘူးလားမဖယ်ညာဘက်ဆိုရင်မဖယ်တဲ့အိမ်ကျွန်တော်တို့မဖယ်နိုင်ဘူးညာဘက်အဲ့ဒီလူမဖယ်ဘူးပြောလို့အပြောက်အဲ့လိုတွေတောက်ချောက်ရှင်းတယ် က်ရှိတက်မတော်ကတော့ကျွန်တော်ရခင်ထိချုပ်ခဲ့တဲ့နေရာတွေဆုံးရှုံးတယ်ဆုံးရှုံးတဲ့မှာအဲ့ဒီနေရာတွေပြန်ပြီးတော့ဆုံးဖို့နိုင်ဖို့အတွက်ဒါတက်မတော်ကတော့ကျွန်တော်တို့ဖားကန့်ကိုစစ်ကြောင်းကြီး၃ကြောင်းနဲ့ဒါခြေတက်လာတယ်လက်ရှိတော့ကျွန်တော်တို့ဒီဖားကန့်မြို့နယ်ပြားအုံကြီးကအဒီပြားအုံကြီးကကျော်သွားပြီဖားကန့်ဘုတ်ကိုဆက်ပြီးဥတည်နေတယ်ဥတည်နေတယ်ကျွန်တော်တို့ဆက်ပြီးတော့စောင့်ကြံမှာဖြစ်ပါတယ်အဲ့တော့ဒါကတော့ကျွန်တော်တို့ဖားကန့်နဲ့ဗမော်မြို့အခြေအနေကိုကျွန်တော်တင်ပြပေးတာဖြစ်ပါတယ်